လေးထဲမှာစီးမြောင်းရာသားမျိုးစုံနဲ့ပေါ်ချိန်တန်မီရေဒီယိုလေးနာဆွင့်ကြည့်လိုက်ပါအကြမ်းနဲ့လွှမ်းနေလေရောသူတာမျိုးစုံနဲ့ပေါ်ပြစ်သက်စီရောက်လာခဲ့မှာတစဉ်အမှန် Hey လာနေပြီဆလမ်းလေးသာသွားကိုယ်တိုင်ပါဝင်ပြီးတော့ခံစားကြည့်လိုက်ပါအချိန်လေးပေါ်တယ်မပြုံးနေတော့ပါ Radio ကိုပြန်အောင်ပွင့်ထားကြည့်လိုက်ပါပြောနေသူတွေမောပြီးချိန်မီတက်ဆက်ပြီး ချောပြင်းနေပါစေအဖန်ဆလန်းနာစွာတဇင်းဖန်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီတပတ်ရေဇလန်းပမာစီစဉ်ကနေတင်ဆက်ပေးမယ့်ဇလန်းလေးရတော့ လူကြီးကျွန်းတို့ပြောတဲ့ပွဲဆိုတဲ့ဇလန်းလေးပဲဖြစ်ပါလိမ့်အခုပဲဇလန်းလေးကိုနားဆင်လို့ရအောင်တဇင်းပရိသတ်တွေအတွက်ထုံ့ဝင်ပေးလိုက်ပါပြီရှင်ကိုအောင် ။ဒါတက္ကသိုလ်ဝင်နဲ့ပြန်ဖြေရမှာနော်။အဲ့ဒါအဲ့ဒါဘာဖြစ်လဲ။ငါတော့မဖြေခိုင်းချင်တော့ငရင်เจ้าပျက်စီးတွေဖြေလို့စိတ်ဆင်းရဲတာကတမျိုး။မင်းသားဆောင်မွေးပွဲကိစ္စကတမျိုး ਨੇ ။စိတ်ကိုညှင့်နေတာပဲ။ဟဲဆောင်မွေးပွဲမဖြေခိုင်းလို့တော့မရဘူးလေ။ဒါလေးကတနစ်ပတ်အလုံးစူးစမ်းထားရတာ။အဲ့ဒါဒီအလကားဖြစ်ကုန်မှာပေါ့။ဆောင်မွေးပွဲပြန်ဖြေခိုင်းအောင်ဘဲမာလေးစာအုပ်တွေမှတ်စုတွေအကုန်လုံးပျက်စီးတဲ့ထဲပါသွားပြီလေ။ဘာနဲ့ကြက်ပြီးတော့ဖြေရမှာလဲ။ပြီးတော့စာပြင်တင်ရမယ့်နေရာလည်းမရှိဘူး။ စာပြန်တင်ပေးမဲ့သူလည်းမရှိနဲ့လေကွာဘာတွေပြောနေကြတာလဲကွာငါလည်းသိကျင်လို့လေဘယ်သူစာပြန်တင်ပေးမလို့လဲဟောအကိုချစ်စွေဘဲကလှည့်လာတာလေဗျလာဗျာရှင်နွေးချမ်းလေးတောက်ပါအောင်ကျုပ်လေးကိုချစ်စွေနဲ့စကားပြောနေတာနဲ့အတော်ပဲကျုပ်သားလေတက္ကသိုလ်ဝင်စာမှုပဲဖြေမဲ့ကိစ္စပြောနေကြတာဗျို့ဟုတ်တယ်ကိုချစ်စွေရေရှင့်တငယ်ချင်းကိုလည်းပြောပြအောင်တောက်စာမှုပဲပြတ်မဖြေခိုင်းမှုပဲပြောနေတယ်ကဲကဲတငယ်ချင်းနှစ်ယောက်လည်းစကားပြော ကျမနောက်ဖေးမှာဟင်းဟုတ်တည်ထားတာလေးသွားကြည့်ရင်နဲ့ကိုချစ်ဆွေစားဖို့တခုခုစီစဉ်လိုက်ဦးမယ်နော်တက္ကသိုလ်ဝင်ဆောင်းမေးပွဲတွေပြန်ဖြေရမယ်ဆိုတဲ့ကိစ္စချုပ်လဲကြားပါတယ်ကိုအောင်ရနိုင်ငံတန်ကြောင့်တက္ကသိုလ်ပင်မဆောင်ပြိုကျပြီးတော့မီလောင်မှုလည်းဖြစ်သွားခဲ့တယ်အဲ့ဒီမီလောင်မှုမှာပဲအဖြေလွှာတွေအလုံးမီးတဲ့ပါသွားပြီးပျက်စီးသွားတာပေါ့ဗျာတနိုင်ငံလုံးရဲ့အဖြေလာတွေတော့မဟုတ်ပါဘူးအချင်းပြင်းနေစကိုင်းတိုင်းဒေသကြီးပြီးတော့မန္တလေးတိုင်းဒေသကြီးနဲ့ နေပြည်တော်ကောင်စီနယ်မြေတွေကကျောင်းသားတွေရဲ့အဖြေလွှာတွေပဲပါသွားခဲ့တာပါဒါများဗျာအစိုးရအနေနဲ့မီးလောင်တဲ့တဲပါသွားတဲ့အဖြေလွှာပိုင်ရှင်အားလုံးကိုအောင်ပေးလိုက်ရင်လည်းရတာပဲမဟုတ်လားဗျာအားလုံးအောင်ပေးမယ်စာဇာမွေးပဲပြန်ဖြေခိုင်းတာပိုကောင်းတယ်ဗျာကိုချစ်စွေဘာဖြစ်လို့အဲ့လိုပြောတာလဲဗျာရှင်းစမ်းပါဦးအရင်ဆုံးကိုအောင်နားလဲအောင်မြန်မာနိုင်ငံရဲ့တက္ကသိုလ်ဝင်ဆောင်ရွက်စနစ်ကဘယ်လိုယာရီနဲ့ချိတ်ဆက်ထားတယ်ဆိုတဲ့အကြောင်းကိုပြောပြမယ်ဗျာခမ GCE ကို level ဆိုတာကြားဖို့တယ်မို့လားအခုတော့ ် ANCSE လို့ခေါ်တာပေါ့နိုင်ငံတကာမှာအသုံးပြုနေတဲ့တက္ကသိုလ်ဝင်ဆောင်ရွက်စနစ်လေ ANCSE နဲ့အခုတက္ကသိုလ်ဝင်နဲ့ဖြည့်ခိုင်းတဲ့ကိစ္စနေတာဘာဆိုင်လို့လဲဗျဆိုင်လို့ပြောရတာပေါ့ဗျာဒီမှာတက္ကသိုလ်ဝင်ဆောင်ရွက်အောင်ပြီးလို့တခြားနိုင်ငံတွေမှာတက္ကသိုလ်ဆက်တက်ချင်နေဆိုရင် ANCSE ကိုမဖြစ်မနေဖြည့်ရမယ်ဗျအခုကျွတ်တို့နိုင်ငံကပညာရေးကိုအဆင့်မြင့်တင်လာတဲ့အတွက်ဒီကတက္ကသိုလ်ဝင်ဆောင်ရွက်နဲ့ ANCSE ကိုချိတ်ဆက်ထားတာဗျ ANCSE နဲ့ တက္ကသိုလ်ဝင်ဆောင်ဝင်ဝဲကိုချိတ်ဆက်ထားတာဆိုတော့ကိုချစ်စွေပြောမှာပဲအကျုပ်တိတော့တယ်ဗျာအဲဒါဆိုတက္ကသိုလ်ဝင်ဆောင်ဝင်ဝဲအောင်ပြီးတာနဲ့ INGCSE ကိုအောင်တာနဲ့အတူတူပဲပေါ့ဟုတ်လားကိုချစ်စွေဒါပေါ့ဗျဒီမှာအင်္ဂလိပ်စာအောင်ရင် INGCSE မှာအင်္ဂလိပ်စာအောင်မယ်သင်ချာအောင်ရင်လည်း INGCSE မှာသင်ချာအောင်မယ်ဒါပေမဲ့ INGCSE ကအောင်ရုံတက်တက်မဟုတ်ဘူးဗျသူ့မှာလည်းအမှတ်စင်းဆိုတာရှိတယ်အော်ဒါဆိုရင်ကိုချစ်စွေတက်မှတ်ထားတဲ့အမှတ်စင်းရမှာ INGCSE ကိုအောင်တယ်လို့ပြောတာလား ဟုတ်တာပေါ့ဗျအဲ့ဒါကြောင့်ခொနကခမည်းပြောသလိုအကုန်လုံးကိုအောင်ပေးလိုက်ရင်မေးလောင်သွားတဲ့အဖြေလွှာရှင်တွေအတွက်တိတ်ကိုနင့်နာသွားမှာပေါ့အင်းအကိုချစ်စွေပြောတာလည်းဟုတ်နေတာပဲအသူတို့မှအမှတ်စင်းမရှိဘဲနဲ့ဖြစ်သွားတော့မှာပေါ့နော်အစိုးရကအောင်ပေးလို့သာအောင်သွားရတယ်နိုင်ငံတကာမှာတော့တန်းဝင်ပဲနဲ့ဖြစ်သွားမယ်သဘောပေါ့အဲ့ဒါပြောတာပေါ့ဗျအဓိကကနိုင်ငံခြားပညာတော်တွေမှန်းထားတဲ့သူတွေလူကြီးုံမှန်းထားတဲ့သူတွေဘာသာတော်ဂုံတုမှန်းထားတဲ့သူတွေအတွက် ဆုံးရှုံးမှုကအကြီးကြီးဖြစ်သွားမှာဗျ။အဲ့လိုကလေးမျိုးတွေမပါနိုင်ဘူးလို့ရောခမညာပြောနိုင်မလား။ဘယ်ပြောနိုင်ပါမလဲဗျာ။ခမညာပြောမှာပဲတက္ကသိုလ်ဝင်ဆောင်ပွဲပြန်ဖြည့်ရမယ့်အကြောင်းရင်းတွေကိုသိတော့တယ်။ဒါလည်းမကသေးဘူးဗျာရှိသေးတယ်။ကဲကျုပ်ကိုရင်းနှွေးချမ်းလေးတောက်ခွင့်ပေးပါအောင်ဗျာ။ဝေဝေတုပ်ပေးထားတဲ့မြင်းခွာရဲတုပ်လေးလဲစားလိုက်ပါအောင်မယ်။ကဲပြီးမှာပဲ။အေးစီစီဆက်ပြောကြတာပေါ့။ ဝေဝေတုတ်ထားတယ်မြင်းခွာရွယ်တုတ်ကတော်တော်စားကောင်းတာပဲဟာစားကောင်းနေဆိုရင်တော့များများစားတော့ကိုချစ်ဆွေဒီမှာရင်ွေးချမ်းလေးလဲတောက်အောင်ကိုချစ်ဆွေပြောမှပဲတက်သူဝင်စာမေးပွဲနဲ့ IGCSE ချိတ်ထားတယ်ဆိုတာကိုကျွန်မလည်းအခုမှကိုသိတာရှင်ဟုတ်တယ်ဝေဝေရဲ့ဒါကိုသိတဲ့သူငဲကြတယ်လीကိုအောင်ပြောတယ်လို့မိလောင်သွားတဲ့အဖြေလွှာရှင်တွေကိုအောင်ပေးလိုက်ပြီဆိုပါတော့အဲ့ဒီသူတွေကကြောင်းပြီးလို့ အလုတ်ဝင်ဝင်တဲ့အခါကျရင်အချင်းချင်းမေးမြန်းကြတာရှိမှာပဲတက္ကသိုလ်ဝင်ဆောင်မွေးပွဲကိုဘယ်နှခုနဲ့ကအောင်လာလဲလို့မေးမြန်းကြမှာပဲလीဒါလည်းဟုတ်တာပဲဗျာနော်ကိုချစ်စွေအဲ့လိုမေးရင်2025ခုနှစ်ကအောင်နေဆိုတာ ਨੇ တေချာပေါ့အလိုလေရအောင်နေသူတွေဆိုပြီးတော့အထင်သေးကြမှာပေါ့အဲ့ဒါပြောတာပေါ့ဗျာမင်းကမန်းလေးကအောင်လာလားရန်ကုန်ကအောင်လာလားလို့မေးနေမှာမဟုတ်တော့ဘူး2025ခုနှစ်မှာအောင်နေဆိုတာ ਨੇ ကိုပဲအဲ့ဒီလူတွေရဲ့အကြီးချင်းကို လူတွေကတန်းပြီးအကဲဖြတ်လိုက်ကြမှာဗျဟုတ်တယ်ဗျာနော်ကိုချစ်စွေပြောတဲ့အဲ့ဒီချက်တွေကိုကျုံမတွေးလိုက်မိဘူးဗျာအင်းကျွန်မလည်းအကုံအောင်ပေးလိုက်တာမျိုးကိုလည်းမကြိုက်ပါဘူးဘာလို့လဲဆိုရင်တော့စဉ်းစားကြည့်လိုက်လေတနှစ်ပတ်လုံးဒီစာမေးပွဲအတွက်ဂျက်ကုတ်ဂျက်ခဲစူးစမ်းပြီးတော့အများကြီးမျောလင်းခဲ့တဲ့ကလေးတွေကအောင်နေဆူယုံလေးနဲ့ကျင်းနေရမယ်ဆိုရင်ဘယ်သူမှကြိုက်မှာမဟုတ်ဘူးလေနော်အဲ့ဒါပြောတာဗောဦးရဲ့နောက်တစ်ချိန်ရင်ဆိုင်ရမယ် ကုတ်ဂုံတိတ်ခါအတွက်အခုတည်းကနင်းနေလောက်ပူအပင်ပန်းခံပြီးတက္ကသိုလ်ဝင်စာမွေးပွဲကိုဖြည့်တင်နေမဟုတ်ဘူးလားအင်းဖြည့်တင်နေကိုချစ်ဆွေရဲ့ကျမသာဆိုရင်လေတေချာဘောက်ကိုပြန်ဖြည့်မှာဝေးကဘာလို့ပြန်ဖြည့်ချင်တာလဲပြောပါဦးတက္ကသိုလ်ဝင်နှန်းဖြည့်ခဲ့တုန်းကကိုအားနေခဲ့တဲ့ဘာသာကိုပြန်နေလာပြီးတော့တေတေချာချာပိုင်နိုင်အောင်လုပ်လို့ရတယ်လေအမှတ်ကောင်းကောင်းရအောင်ပြန်စူးစမ်းပြီးတော့ဖြည့်လို့ရတာဗောကိုအောင်ရဲ့ကျုပ်ပြောချင်တဲ့အချက်ကအဲ့ဒါပဲ အခုမီးလောင်သွားတဲ့အဖြေလွာတွေရဲ့ပန်းရှင်ကလေးတွေထဲမှာပြီးခဲ့တဲ့ဇာမွေဘွဲဖြီးခဲ့တုန်းကစိတ်တန်းကြမဖြီးနိုင်ခဲ့တာတွေလည်းရှိမှာပဲလေတချို့ဆိုရင်အင်္ဂလိပ်စာဖြီးတဲ့နေ့မှာတင်တော်ပါပြီဂုံတူးမမှန်းတော့ပါဘူးနှစ်ချင်းပေါက်အောင်ရင်ပဲရပါပြီဆိုပြီးသူတို့ရဲ့အိမ်မက်တွေကိုလက်လျှော့လိုက်ရတဲ့ကလေးတွေရှိမှာပဲအဲ့ဒီလိုကလေးမျိုးတွေအတွက်ပထမတစ်ချိန်ဖြီးခဲ့တုန်းကထက်ပိုပြီးတော့ပိုင်ပိုင်နန်းနန်းဖြီးဆူနိုင်မှာပဲပေါ့ဗျာတွေးကြည့်မယ်ဆိုရင် ကံကြမာကနောက်တချင်ကြိုးစား ქვენ ပြေးလိုက်တဲ့သဘောပါပဲဥချစ်ရောက်နေရဘူးတာဟုတ်တော်မှာအတန်မပေးဘူးအတန်မပေးဘူးပြောအောင်ဒါပဲဥချစ်လှမ်းခေါ်ပြီးတော့တာကဘယ်ရောက်နေတာလဲဩလမ်းဆက်တတ်တော့ငါသားမင်းကိုလှမ်းခေါ်လိုက်တာဟုတ်ကွာဟုတ်တယ်လीအဖေကတာဟုတ်စာမှုဘွဲမဖြေခိုင်းတော့ဘူးလို့ပြောနေတာဟိုအဲ့ဒါနဲ့ဥချစ်ကိုကူပြောပေးဖို့အတွက်လှမ်းခေါ်လိုက်တာရှင်သားလူလဲပါကိုအောင်ရဲ့သူ့အဖေကိုပြောနိုင်မဲ့သူကိုသူသိတယ်လीအဖေ ဒါဆောင်ွေးပဲပြန်ဖြစ်ရှင်နေဒီတစ်ခေါက်ကြာရင်လေဒါပို့ပြီးတော့စူးစမ်းပြီးတော့ဒါဖြစ်ရှင်တဲ့အိမ်မက်တွေကိုရအောင်လုပ်မှာနေပါအောင်ဒါရဦးချစ်မေးပါဦးမယ်ဒါကဘာဖြစ်ရှင်တာလဲဒါအင်ဂျင်နီယာကြီးဖြစ်ရှင်တာဦးချစ်ရဲ့ကဲကိုအောင်မင်းဒါကသူ့အိမ်မက်ကိုအကောင့်ထဲပို့ဖို့အဆင်သင့်ဖြစ်နေပြီမင်းခွင့်ပြုဖို့ပဲလိုတော့တာကလေးကိုဆောင်ွေးပဲပြန်ဖြေခိုင်းလိုက်ပါကွာဖြေခိုင်းတာတော့ဟုတ်ပါပြီရှင်ပြောမှကျမတည်တယ် တားမစာအုပ်တွေကလည်းမရှိမှတ်စုတွေလည်းမရှိဖြစ်နေတာကိုပြောမလို့မို့လားအေးလေကွာစာမွေးပွဲပြန်ဖြေမယ်ဆိုရင်စာရဲစာရန်တွေကရှိမှရမှာပေါ့စာမွေးပွဲဖြေဖို့စာပြန်သင်ရမယ့်နေရာတွေလည်းမရှိတော့ဘူးလေကွာစာမွေးပွဲဖြေဖို့ကံကြမ္မာကမျက်နှာသာမှမပေးတာကိုဘယ်လိုလုပ်ရမလဲအဲ့ဒီတော့မဘူပါနဲ့ကွာကံကြမ္မာကမျက်နှာသာမပေးပြီမဲ့နိုင်ငံတော်အစိုးရကတော့မျက်နှာသာပေးပါလေကွာအခုလက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့အစိုးရအဖွဲ့ဆိုရင်ပညာရေးကိုအဓိကဦးစားပေးတဲ့အစိုးရအဖွဲ့လို့မြင်မိတယ်။ဘာဖြစ်လို့လဲဗျ။ဟုတ်တယ်လေကိုအောင်ရဲ့တက္ကသိုလ်ဝင်ဆောင်မေးပွဲပြန်ဖြေဖို့ကလေးတွေအတွက်လိုအပ်ချက်တွေကိုဘတ်စုံတောင်းဆောင်ကနေဖြည့်ဆည်းပေးဖို့အသင့်ရှိနေလို့ပေါ့။အခုဆိုရင်လေနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့လမ်းညွှန်မှုနဲ့အတူတာဝန်ရှိသူတွေဦးစီးပြီးတော့လေ့ကျင့်သင်ကြားရေးစခန်းတွေကိုလည်းဖွင့်လှစ်ပြီးတော့ကလေးတွေကိုစာပြန်သင်ပေးနေပြီလေ ဆမ်မူအပြန်ဖြေရမှာကဇွန်လ16ရက်ဆိုတော့ငားလာပိုင်းကနေစပြီးစာတွေကိုလေ့လာမယ်ဆိုရင်စာကြည့်ချိန်နဲ့ကြိုတင်ပြင်ဆင်ချိန်ကတလခွဲလောက်တော့ရတယ်ဗျတလခွဲဆိုတာက မကြသေးခင်ကမှ ဖြေပြီးသွားတဲ့ဆမ်မူဘွဲကိုနောက်ထပ်တစ်ချိန်ပြန်ဖြေဖို့အတွက်ပြန်ပြီးလေ့ကျင့်ချိန်လုံလောက်တဲ့အချိန်တိုင်းတာတစ်ခုရှိတာပေါ့ဗျာကလေးတွေကိုစကန်းသွင်းလေ့ကျင့်တဲ့အချိန်မှာဆိုရင်လေကလေးအလုံးကိုနိုင်ငံတော်အစိုးရကဈေးရိမ်ငင်းစီစဉ်ပေးမှာနော် မနက်စာနေ့လေစာညစာဘာမှပူပင်စရာမလိုပြီးတော့ကိုအောင်စိတ်ပူနေတဲ့ကလေးတွေရဲ့ចောင်းသုံးစာអោတွေဗလာစာអោတွေစာရေးကိရိယာတွေကိုလည်းအခမဲ့ထောက်ပံ့ပေးသွားအောင်မတကယ်လို့လေကျမတို့သားလူပဲလေ့ကျင့်သင်ကြားရေးစခန်းမှာမနေခြင်းမူအိမ်မှာပဲနေပြီးတော့စခန်းမှာစာလာသင်ခြင်းနဲ့ဆိုရင်လေအချို့အဖို့အတွက်ကားတွေကိုလည်းအစိုးရကနေအခမဲ့စီစဉ်ပေးသွားအောင်မနောက်တစ်ချက်ကကြတော့လေလေ့ကျင့်သင်ကြားရေးစခန်းတွေဟာနေစာမေးဝဲဖြေရမယ့်နေရာတွေကိုလည်း ကားနဲ့ပဲအချိုးပို့လောက်ပေးဦးမှာတဲ့ဒါဆိုရင်အခုအစီအစဉ်အတိုင်းဆိုရင်တော့ဒီအခွင့်အရေးမျိုးကဘလို့အကြောင်းသားမျိုးမှမရနိုင်နဲ့အထူးအခွင့်အရေးကြီးပဲဒါနဲ့သူတို့ကိုဘယ်သူတွေကစာတင်ပေးမှာလဲတက္ကသိုလ်တွေကတက်ဆိုင်ရာဘာသာရပ်ကို မေကွန်းထုတ်တဲ့ဆရာဆရာမကြီးတွေကိုတိုင်လာတင်ပေးမှာကွာအဲပြီးရင်စင်ပွားတင်ပေးတဲ့ဆရာဆရာမတွေလည်းရှိအောင်ပါလေဒါတင်ပေးလားဆိုတော့မဟုတ်သေးဘူးကလေးတွေကို စာကူကျက်ပေးမယ် အခုဆရာဆရာမတွေလဲပေါ့မှာကွာဒါဆိုရင်ဂိုက်ဆရာဆရာမတွေလဲပါမှာပေါ့ဟုတ်လားကိုချစ်စွေမာနာပေါ့ဗျာအဲ့ဒီဂိုက်ဆရာတွေကလဲအဲ့ဒီလေ့ကျင့်သင်ကြားရေးစခန်းမှာပဲကလေးတွေနဲ့အတူအနည်းကနေပြီးတော့ကူညီပေးမှာဗျာသူတို့တွေစားသေးတီနေတွေ့ဈေးတွေကိုလဲအစိုးရကပဲအားလုံးကိုအကုန်ကြခံပေးမှာအကောင်ရဟာဒီလိုဆိုတော့လေဘာမှကိုမလို့တော့လောက်အောင်ကိုပြည့်ပြည့်စုံလုံးလာတယ်အစိုးရရဲ့အမျှော်မြင်နဲ့ အကွက်စစ်စစ်စီစဉ်တက်မှုကြီးကိုတော့မချီကျူးပဲမနေနိုင်လောက်အောင်ပဲကိုချစ်ဆိုရေဒါပေါ့ဒါပေါ့အခုကလေးတွေအားလုံးကိုအစိုးရအမိန့်နဲ့တက်တော်ဝင်ဆောင်းမွေးပွဲကိုအောင်ပေးလိုက်လို့ရတယ်ဒါမဲ့အချင်းကုန်ခံငွေကုန်ကြေးကြခံပြီးတော့ကလေးတွေအတွက်ကိုတီတီတန်တန်နဲ့ကို စီစဉ်ပေးထားတာကွဒီနေရာမှာအစိုးရရဲ့စီနာကိုအထင်းသားမြင်နေရတာပဲဘာလို့လဲဆိုတော့တစ်ဖက်မှာကကလေးတွေရဲ့အနာဂတ်အတွက်စီမင်းစည်းကမ်းတွေကို ဦးစားပေးပြီးတခြားတစ်ဖက်မှာကျတော့ငယ်ရာကနေကြီးလာတဲ့သူတွေပြီးပြီးကလေးတွေရဲ့အခက်အခဲကိုရှုမြင်ပြီးတော့စာနာထောက်ထားမှုအပြည့်နဲ့ဆောင်ရွက်ပေးမှုတွေပေါ့ဗျာကျမအမြင်ပြောရရင်လေကျမလိုចောင်းသားမိဘတယောက်အနေနဲ့တော်တော်လေးကိုဝမ်းသာမိတယ်ဘာဖြစ်လို့လဲဆိုတော့တစ်ဖက်မှာငရင်တန်တင်တာနဲ့တစ်ဖက်မှာကြတော့လေသားလေးကိုတက်ကတော်ဝင်စောင်းမေးပွဲပြန်ဖြေရမှာလို့လို့မဖြေခိုင်းရတော့မှာလို့လို့ဖြေပြန်ရင်လည်းအကြီးအချင်းရှိရှိနဲ့ မအောင်မအောင်လဲတွေးပြီးတော့ဝမ်းနေနေခဲ့တာ အခုမှပဲရှူပြစ်တယ်လို့ပျောက်သွားတော့တယ်ကိုချစ်စွေကျုပ်ကတော့လေအခုဖြေမဲ့စာမွေးပွဲကိုတော့စာမွေးပွဲလို့တော့မမြင်တော့ဘူးဗျဟာဘာဖြစ်လို့လဲကောင်ရကဲပြောပါဦးတကယ်တော့ဒီပွဲကလူရည်ကြံတို့ပြောတဲ့ပွဲအစိုးရရဲ့စေတနာကိုမြင်ရတဲ့ပွဲလို့တော့မြင်မိပါတယ်ဗျာအဖေဒါဆိုရင်တာစာမွေးပွဲဖြေရတော့မှာပေါ့နော်ဝမ်းသာလိုက်တာဖေဟာအဖေလည်းဝမ်းသာပါတယ်ကွာ အခုလိုမျိုးပြည်သူတွေအတွက်စေတနာရင်းခံတဲ့အစိုးရကောင်းမျိုးနဲ့တွေ့ရတာတကယ်ကိုဝမ်းသာပြီးဖြစ်ရပါတယ်ကွာဟုတ်ပါရဲ့ဗျာကိုအောင်နဲ့ကျုပ်ရဲ့စိတ်ကထတ်တူကြနေတာပါပဲကဲကျုပ်လဲအလုပ်လေးရှိလို့ပြန်လိုက်အောင်မယ်ဗျာနောက်မှပဲတွေ့ကြတာပေါ့တစံဖန်ပြိသက်တွေအခုနားဆင်ခဲ့ရတာကတော့လူကြီးချွန်းတို့ပြောတဲ့ပွဲဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် လူကြီးကျွန်းတို့ပြောတဲ့ပွဲဇလန်းလေးထဲမှာပါဝင်တရုတ်ဆောင်ပေးခဲ့ကြတဲ့သူတွေကတော့ဝေဝေအဖြစ်ခင်ငင်ညာစုကိုအောင်အဖြစ်ရဲဝင်းထော့ကိုချစ်စရီအဖြစ်ကိုကျော်ထိန်မင်းနဲ့တောက်ဖြစ်သူအဖြစ်တရုတ်ဆောင်ပေးခဲ့သူကတော့ထက်ကိုတို့ပဲဖြစ်ပါလိမ့်။နာစင်အားပေးခဲ့ကြတယ်။တစဉ်ပြိသက်များအားလုံးချမ်းသာခြင်းဒုက္ခတွေနဲ့ပြည့်စုံနိုင်ကြပါစေရှင်။ Hey, la ne bi sala ားကြည့်လိုက်ပါအချိန်လေးပေါ်တော့ပြုံးနေတော့ပါ Radio ကိုပေးတော့မပွင့်သားကြည့်လိုက်ပါပြောနေသူတွေမောပြီးအချိန်မီတက်စပီးပြောပြနေပါစေအမ်းဆလမ်းနာစွာ